မုတ်မြမာမုတ်လို့ပြောလိုက်လို့ရှိရင်တော့အချိုတွေများကြတယ်ပေါ့နော်အချိုများတဲ့အခါမှာအမကိုယ်တိုင်းကလည်းအချိုသိပ်မစားဖြစ်ဘူးပေါ့လေမစားဖြစ်တာရဲ့ပြီးတော့လို့ရှိရင်တော့ဒီမုတ်ကိုလုံမယ်လို့စဉ်းစားလိုက်တဲ့အခါမှာဟိုအမတို့စီမှာရှိတယ်ပေါ့နော်ဟိုဟိုအန်တီတွေတော်တော်များများ အာမြန်မာမုတ်ကြိုက်ကြတယ်ဒါပေမဲ့စီကျူတူတူရှိလို့မုတ်တွေကအာအသာပြေတော့မစားရဘူးပေါ့လေအဲ့လိုမျိုးဖြစ်နေတဲ့အခြေအနေမှာဆိုအမကโอเคအဆုလို့ရှိအမရဲ့ဘိမုတ်ကိုတော့အမကဒီလိုမျိုးလူကြီးတွေလည်းအာသာပြေစားလို့ရမယ်ကလေးတွေစားလို့ရှိရင်လည်းအန်ရမဖြစ်နိုင်တဲ့ပုံစံလေးနဲ့အမအချိုလေးလေးပေါ့ပေါ့လေးရယ်ပြီးသွားလို့ရှိရင်တော့စီလေးနည်းနည်းလေးနဲ့တဘာဝတိုင်းအချိန်ဖောက်ထားတဲ့မုတ်ပုံစံနဲ့အမကစပြီးတော့မှဖန်တီးဖြစ်ခဲ့တယ်ပေါ့အဲ့ဆိုတော့ဟို ဖန်တီးဖြစ်ခဲ့တဲ့အခါမှာဟိုအားပေးမှုကပေါ့နော်ဟိုအမှန်ပုံမှန်ဆိုလို့ရှိရင်တော့မြန်မာမုတ်ဆိုရင်အချိုတွေပဲစားကြပေမဲ့အမမုတ်ကိုလက်ခံကြတယ်ပေါ့နော်အဓိကကျလို့ရှိရင်တော့ဒီလိုမျိုးအချိုပေါ်တဲ့မုတ်ကိုရွေးချယ်စားတောက်ချင်တဲ့ customer တွေရှိတယ်ဒါပေမဲ့အာရွေးချယ်ခွင့်မရှိခဲ့ဘူးပေါ့နော်အမကရွေးချယ်ခွင့်တခုရှိအောင်လုပ်လိုက်တယ်ပေါ့အဲ့လိုမျိုးပုံစံနဲ့တော့အမမြင်တယ်ပေါ့လေအဲ့ဒါနဲ့ဒီရန်ကုန်မှာအမက မုတ်ကို2020ခုနှစ်မေလမှာအမစပြီးတော့မှလုပ်ဖြစ်ခဲ့တယ်စလုပ်ဖြစ်တာကလည်းအမအွန်လိုင်းမှာဟိုတပတ်တည်းရရောင်းတာကနေပြီးတော့အမစလုပ်ခဲ့တယ်အဲမှာစားတဲ့လူတွေတော်တော်များလေတက်ကြီးပိုင်းတွေများတယ်မိတ်ဆွေတွေပေါ့လေအဲ့လိုမျိုးတွေများတယ်အာနောက်ပိုင်းမှာတဖြည်းဖြည်းအမကဒီအာ coffee sign တွေလက်ဖက်ရည်ဆိုင်တွေပေါ့အမတင်ရောင်းရင်းနေပေါ့နော်နာမည်တခုရလာတဲ့အခါမှာအမကစွာမော်လမြန်ဘိမုံနဲ့ဒီရိုးရစားတောက်ဆိုင်ဆိုပြီးတော့မှအမဆိုင်လေးတခုဖွင့်ခဲ့တယ်ပေါ့နော်စမ်းချောင်းထဲမှာအဲ့ကနေတဆင်းတဆင်းနဲ့အမ တော့မြောင်မြတ်လမ်းထဲမှာလည်းစိုင်ဖွင့်တယ်နောက်တော့အမရံမော်လမြိုင်မှာလည်းပြောင်းပြီးတော့မှစိုင်လေအာဖွင့်ဖြစ်တယ်ပေါ့အမတို့ကမော်လမြိုင်အခြေခံဆိုပေမဲ့စဖြစ်ခဲ့တာကတော့ရန်ကုန်မြို့ပေါ်မှာစဖြစ်ခဲ့တယ်ပေါ့အဲ